မင်္ဂလာပါခင်ဗျရေကုန်ခစ်တစ်ကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။လရှုံမြို့နယ်အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးက MNDA လက်ထက်ကိုမကြသေးဘူးဆိုပြီးအကြံဖက်ဆက်ကောင်းဆောင်မိတ်အွန်လိုင်းစီကိုအစင်ရင်ခန်းစာတက်နေပြီ။မိတ်အွန်လိုင်းကလည်းရမခနဲ့လရှုံမြို့ကိုစစ်တပ်ကထိန်းထားနိုင်တုံးပဲလို့သာယုံကြည်နေတယ်ဆိုပါတယ်။အကြံဖက်ဆက်ကောင်းစီက တူလောက်ခန်းဝန်ထမ်းတွေနဲ့အငိမ့်စားတွေအလုံးကိုအော်ကူလာတရနေ့ကစငွေကျပ်3000စီချက်မှန်တုံးမြင့်ပေးမယ်လို့ကြေညာလိုက်တဲ့အဲ့အတွက်စစ်ကောင်စီကငွေစကူအစ်စ်တွေထက်မှန်ရိုက်ထုတ်တော့မှာဖြစ်တာကြောင့်ငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းတွေထက်မှန်မြင့်တက်လာတော့မှာကိုပြည်သူတွေကစိုးရိမ်နေကြတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့ လရှုံမျိုးနဲ့အရှိမျောက်တိုက်စစ်ဌာနချုပ်ကြီးက MNDAA လက်ထက်ကိုမကြသေးဘူးဆိုပြီးအကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းစီကိုအစင်ခန်းစာတက်နေပြီမင်းအွန်လိုင်းကလည်းရမခနဲ့လရှုံမျိုးကိုစစ်တပ်ကထိန်းထားနိုင်တုံးပဲလို့သာယုံကြည်နေတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိလရှုံမျိုးကအရှိမျောက်တိုက်စစ်ဌာနချုပ်နဲ့လရှုံမျိုးနဲ့တခုလုံးမကြသေးဘူးဆိုတဲ့စစ်ဘက်ဆိုင်ရာအစင်ခန်းစာသာစစ်ကောင်းဆောင်မင်းအွန်လိုင်းစီကိုတင်ပြထားကြပြီမင်းအွန်လိုင်းကလည်းအဲ့ဒီလိုသာယုံကြည်နေတယ်လို့ ရမခနဲ့လာရှုမကြရဲ့အတွက်ဒုတက်ချုပ်စိုးဝင်းကိုအနီးကပ်ကြီးကြပ်ဖို့တောင်ညွန်ကြထားသေးတယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောထားပါတယ်။လက်တွေ့မှာတော့လာရှုမျိုးကစစ်ကောင်စီရဲ့အကြီးဆုံးအရှိန်မြောက်တိုင်စစ်ဌာနချုပ်ကြီးကို MNDAA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီးဆိုတဲ့အကြောင်းဇူလိုင်လ25ရက်နေ့ကတည်းက MNDAA ကနေတရားဝင်ထုတ်ပြန်ထားတယ်လို့ဇူလိုင်လ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲလာရှုမျိုးကခလာရ41ခမရ900ခွန်တရင်တွေပါဝင် လာရှိုမြို့လေကောင်းတဲ့မြို့တော်ခမ်းမရက်စခန်မိသက်ဌာနစေယုံစတဲ့စစ်တပ်နဲ့သက်ဆိုင်ရာနေရာတွေမှာ MNDAA တပ်တွေသိမ်းပိုက်ထားတဲ့အကြောင်းကိုတပ်ပုံတွေနဲ့တကွ MNDAA ကနေတရားဝင်ထုတ်ပြလိုက်ပါတယ်။အဲဒီလို MNDAA ကလာရှိုမြို့သိမ်းတပ်ပုံတွေကိုမထုတ်ပြခင်ကတော့အကြံဖတ်ဇော်မင်းထွန်းကမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဟာတရင်မှတွေဖြန့်နေတဲ့ဆိုပြီးတော့ဒါလိန်လေပြောဆိုနေရပေမယ့်လက်ရှိအချိန်ဒီမှာတော့စစ်ကောင်စီကဘလို့ပဲညင်းနေနေလာရှိုမြို့နယ်တခုလုံးကိုတော့ MNDAA က ဖွဲ့စည်းထားတဲ့အုပ်ချုပ်ရေးကော်မတီကနေစတင်အုပ်ချုပ်မှာဖြစ်တဲ့အကြောင်းနဲ့ပြက်စည်းသွားတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုလည်းအခြေအနေပေါ်မူတည်ပြီးပြန်လည်ဆောက်လုပ်ပေးမယ်ဆိုတဲ့အကြောင်းတွေအပြင်ပြန်လည်ထူထောင်ရေးတွေအုပ်ချုပ်ရေးတွေစတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ဇူလိုင်လ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲ MNDAA ကနေတရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာတစက်ထဲမှာပဲလရှုမျိုးသိမ့်တိုက်ပွဲအတွင်းချမ်ပတ်စစ်ကောင်စီရဲ့အရှိမြောက်တိုက်စစ်ဌာနချုပ်က G1 စစ်အရာရှိအမတ်30စစ်မြေပြင်စစ်တပ်ရဲ့တရင်မှု တိုက်ပွဲဝင်စီယုံရေးတင်တန်းကြောင့်ဒုကြောင့်အုပ်အပါဝင်အစစ်မြင့်စစ်အရာရှိကြီးတွေဟာအသီးသီးသေကုန်ကြပြီလို့စစ်ဘက်တရင်ရှင်းမြစ်တွေကိုကိုကပီစီဒီအမ်ဗိုလ်ကြီးဇင်ယောကရန်ကုန်ခေတ္တကိုပြောပါတယ်အကြံဖက်စစ်ကောင်စီရဲ့လရှုမြို့ကအမှတ်30စစ်မြေပြင်စေးတက်ရဲ့တရင်မှုဟာ MNDAA တက်တွေစောက်တိုက်တဲ့အချိန်မှာပဲတရင်အလိုက်မော်တော်ယဉ်တစ်ခွဲကနေတိုက်စစ်ဌာနချုပ်တဲကိုထွက်ပြေးတဲ့အချိန်တရင်မှုဟာကြီထိပ်ပြီးသေသွားတာဖြစ်တယ်လို့ ရမခတိုင်းစစ်ဌာနချုပ်ရဲ့ပြည်သူစစ် G1 ဆိုတဲ့သူဟာလေတိုင်းစစ်ဌာနချုပ်နဲ့ AD မီပွိုင်အကြမ်းမှာပဲသေသွားတာဖြစ်ပြီးနောက်ထပ်တိုက်ပွဲဝင်စီယုံရင်တင်းတန်းเจ้าကဒုเจ้าအုပ်ဆိုတဲ့သူဟာလေတိုက်ပွဲတဲမှာပဲအသီးသီးသေကုန်ကြပြီလို့စီတန်ဘူကြီးဇင်ယောကပြောထားပါတယ်လက်ရှိလာရှုမြို့သိမ်းတိုက်ပွဲအတွင်းစကောင်စီဘက်ကပေကုံကြတယ်အောက်ခြေတပ်သားတွေရဲ့စရင်ကတော့များလွန်းလို့စရင်ပြုစုဖို့တောင်အတော်ခက်မဲ့အပြင နောက်ထပ်သေဆင်းကထတ်တိုးလာအောင်မှာဖြစ်တယ်လို့စီရန်ဘူကြီးဇင်ယောကပြောထားပါတယ်လက်ရှိမှာတော့ MNDAA ဘက်ကလည်းလက်ရှုပ်မြို့လေကောင်ကအထင်ကြီးရနေရာတွေအပြင်စစ်တပ်နဲ့တပ်ဆိုင်တဲ့နေရာတွေအားလုံးကိုတင်ပိုက်ထားတဲ့ဓာတ်ပုံတွေချပြထားပြီးတစ်ဖက်မှာတော့စေကောင်စီပြောခွင့်ရအကြံဖတ်ဇော်မင်းထွန်းကလာရှိုမြို့တိမ့်ပိုက်ခံရတယ်ဆိုတာဟာတည်င်းအမဆိုပြီးတော့ဒါဘူးခံညင့်နေတာကိုလည်းတွေ့ရပါလိမ့်ခင်ဗျတဖက်မှာတော့အကြံဖတ်စစ်ကောင်စီက သူလောက်ခံဝန်တန်းတွေနဲ့အငိမ့်စားတွေအလုံးကိုအော်ဂူလာတရက်နေ့ကစပြီးငွေကျပ်3000စီထပ်မံတိုးမြင့်ပေးမယ်လို့ကြေညာလိုက်ပြန်တဲ့အတွက် စစ်ကောင်စီကငွေဆက်ကူအစ်စ်တွေထပ်မံရိုက်ထုတ်တော့မှာဖြစ်တာကြောင့်ငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းတွေထပ်မံမြင့်တက်လာတော့မှာကိုပြည်သူတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကအခုလာမဲ့အော်ဂူလာတရက်နေ့ကစပြီးသူလောက်ခံဝန်တန်းတွေနဲ့အငိမ့်စားတွေအလုံးကိုငွေကျပ်3000စီထပ်မံတိုးမြင့်ပေးမယ်ဆိုပြီးဇွန်လ26ရက်နေ့ဖြစ်တဲ့မနေ့ကရက်စွဲနဲ့ပဲထုတ်ပြန်ကြေညာခဲ့တာပါ။ အဲ့ဒီလိုကြေညာချက်ကြောင့်စကောင်စီကငွေစကူအစ်စ်တွေပိုမိုရိုက်ထုတ်လာတော့မှာဖြစ်ပြီးတို့အဲ့ဒီလိုငွေစကူတွေကိုအစင်ချင်းမဲ့ရိုက်ထုတ်မှုတွေကြောင့်ငွေကြေးဖောင်းပွားမှုတွေအကြီးအကျယ်ဖြစ်နေတယ်လို့ကျန်ဝေးတံပိုးတွေဟာလဲကြတဲ့ကြလာတော့မှာဖြစ်တယ်လို့ UMSCCI ရဲ့စီးပွားရေးသမားတဦးကတုံ့တက်ပြောဆိုထားတယ်လို့ပြည်သူတွေကလည်းစကောင်စီရဲ့အဲ့ဒီလိုထုတ်ပြန်မှုကြောင့်ငွေကြေးဖောင်းပွားမှုတွေဖြစ်ပြီးကုန်စည်နှုန်းတွေမြင့်တက်လာမှာကိုစိုးရင်ပူပန်နေကြတယ်လို့လည်းသိရပါတယ်လက်ရှိမှာလည်း ပြည်တွင်းမှာငွေကြေးဖုံးပွားမှုကြောင့်အမေရိကန်ဒေါ်လာကိုမြန်မာငွေ9000ဝန်းကျင်အထိရောက်နေပြီ။ရွှေဈေးနှုန်းဟာလည်းအခောက်ရွှေတစ်ချက်တောက်ကိုငွေကြက်62သိန်းဝန်းကျင်အထိရှိနေပြီလို့သိရပါတယ်ခင်ဗျာ။ဒီတစ်ခါဆက်ချင်တာကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ကကင်မွန်ချောင်းကျေးရွာပြူစော့တီမြက်နို့ဆိုသူပြစ်ခတ်ခံရပြီးသေသွားပြန်တဲ့အပြင်တောစုကျေးရွာအုပ်ချုပ်ရေးမှုနေအိမ်ကစိုင်ကယ်နဲ့ဖုန်းတွေကိုပါသိမ်းဆီးခဲ့တယ်လို့ပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ဇူလိုင်လ25ရက်နေ့ကပဲ မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာရှိတဲ့ကင်မွန်ကျောင်းဂျေးရွာကအကျံဖက်စစ်ကောင်စီတောက်တိုင်ပူစော့တီမြတ်နုတ်ဆိုတဲ့သူကိုတော်လန်ရိတ်ရဲဘော်တွေကပစ်ခတ်ရှင်းနေရမှာနေရာမှာတင်ပွဲချင်းပြီးကိုသွေသွားတယ်ဆိုပါလေအဲ့ဒီပူစော့တီမြတ်နုတ်ဆိုတဲ့သူဟာအကျံဖက်စစ်တဲ့အတွက်တော်လန်ရိတ်တည်နှွေကိုအာကျုံမန်တက်လိုက်လံစုံစမ်းပြီးစစ်တပ်ကိုတည်ပေးနေရုံနဲ့မကဂက်စတနက်ကင်ပြီးပြည်သူတွေကိုမတရားဖိနှိပ်ချိန်ချောက်နေတဲ့သူဖြစ်တယ်လို့အခုတော့သွေပြီလို့ပသိမ်ကြီးမြို့နယ်ပကပကပြောထားပါလေအဲ့ဒီနော် ရူစော်တီမြန်နိုးဆိုတဲ့သူစီကနေသူကင်ထားတဲ့ gas တန်းနဲ့ဖုန်းကိုပါတင်းစီခဲ့ပြီတောစုကျေးရွာအုတ်ချုပ်ရေးမှုနေအိမ်ကလည်းအုတ်ကြီးမရှိတော့တဲ့အတွက်ဆိုင်ကယ်၃စီးနဲ့ဖုန်းတွေကိုပါတင်းစီခဲ့တယ်လို့ပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းဒပိတ်ချင်းမြို့နယ်မှာရှိတဲ့ချောင်းကြီးချေးရွာကိုအကြံဖတ်စစ်ကောင်စီတပ်ကလေးချောင်းကနေ9ရက်စက်တိုက်ဘုံကျဲမှုအတွင်အရသာပြည်သူခုနှစ်ဦးထပ်မင်းထိခိုက်ဒေဆုံးထားပြီးဖုန်ကြီးကြောင့်အပါဝင်နေအိမ်တွေလည်းပျက်စီးထားတယ်လို့ ဗိုလ်လင်းယုံတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဇူလိုင်လ16ရက်နေ့ကစပြီးအချမ်းပတ်စကောင်စီတပ်ကတပိတ်ချင်းမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာချောင်းကြီးကျေးရွာကိုစစ်ရေးပြစ်မှတ်မဟုတ်ပဲလေချောင်းကနေ9ရက်ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုအချမ်းပတ်စစ်တပ်ကလေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ချောင်းကြီးကျေးရွာကရသပြည်သူ9ဦးထက်မနည်းထိခိုက်သေးဆုံးမှုတွေရှိထားတဲ့အပြင်ဘုံကြီးကျောင်းတွေနဲ့လူနေအိမ်အလုံး90နီးပါးဟာလည်းပျက်စီးထားတယ်လို့ ဗိုလ်လေးယုံတက်ဖွဲ့တာဝန်ရှိသူတို့ကပြော့ထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတူပါတယ်ကျွန်တော်နိုင်ငံပါ